ကမ္ဘာတဝန်းမှာရှိနေတဲ့ပြည်နာတွေကသူတို့ရဲ့ဘဝမှာဘာတွေကိုအလိုချင်ဆုံးလဲသူတို့ရဲ့ဝယ်ယူနေကြတာကတော့တကယ်စိန်ခံအင်အကောင်စာတွေကိုပိုင်လီရင်ကြီးတွေကိုပိုင်ကျွန်းတွေသူတို့ရဲ့အရင်ဆွေးလန်းနေရာကိုသူတို့အရင်ဆွေးလန်းနေရာကိုဘလောက်ပဲကွန်ကုန်ဝယ်ယူတတ်ကြပါရဲ့အဲ့ဒီတဲကမှာဘီလီယနာတွေအလိုချင်ဆုံးကရန်ကုန်ကောင်းမွန်လို့နေစိန်ခံကားအကောင်စာကြီးတွေဖြစ်ပါရဲ့သူတို့ပိုင်ဆိုင်ချင်ကြတဲ့တံပိုးများပြားလို့နေစိန်ခံကားကြီးတွေဆိုရင်တမန်တူတွေရဲ့အတွက်တော့ ငကြီးယုံသားတန်နိုင်ပါတယ်ဒီနေ့မှာတော့ဘီလီယံနာရီယူတိုဆန်လန်းစီရဲ့တကယ့်တန်ဖိုးကြီးရဲ့စင်ခန်ကအကောင်စာရီကိုပြောပြပေးတော့ပါမယ်ရှင်။ကဲပရိသတ်ကြီးလည်းစိတ်ဝင်စားရဆိုရင်တော့ကျွန်မနဲ့အတူဗီဒီယိုလေးကိုဆုံးချင်လိုက်ပါလို့ကြည့်ရှုပေးပါလို့တောင်းဆိုပါရပါတယ်။နံပါတ်1 Rose Rosie Saturday ရိုးစင်းစင်းလေးနဲ့ထိတ်တန့်ကြတဲ့ဒီဇိုင်းပိုင်းအတွက်ဆိုရင်တော့ဒီကလေးကတင့်တက်ပါပဲ။စင်ခန်ကကအရင်ကိုထဲဝါလာပါတယ်။ ခဏဝင်စင်းဝင်ဖြစ်ခဲ့ပြီးလဘအတီတန်ခန္ဓာထေဝါရဲ့ဒီစင်ခန်ကားရီကိုတော့2019မှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။အရိကာထွက်လာတော့စင်ခန်မော်တော်ကားလောကကို တုံ့လွှင့်စေခဲ့ပါတယ်။ရိုးရိုးစီစစ်ဗတ်တေးရဲ့ဈေးနှုန်းကတော့ဒေါ်လာ7.8တန်းမှ8တန်းဖြစ်ခဲ့ပြီးဘတ်တန်းလေးရာအထိ ရှိခဲ့ပါတယ်။အတွင်ပိုင်းအပြင်ပိုင်းအပြင်တွေကတော့တကီကိုအမကန်ဖြစ်ခဲ့ပြီးလွယ်ချက်ဆိုလို့မရှိတော့ပါပဲ။ကောင်းနောက်ပိုင်းကိုလည်းအပူချိန်ထိမ့်ညစ်ပေးပြီး အချိုးကွေ့များအတွက်လည်းအတော်လေးကိုအဆင်ပြေချုံဝေစေပါရစေ။ကြက်ပြန့်ရှင်မျောတဲ့ပဒင်ပေါက်ကတပါဝလင်းရောင်ကောင်းကောင်းရရှိစေပြီးလေးဝင်လေးထွက်လေကောင်းပါရစေ။အဆိုပါကားရအတွင်ပိုင်းကလည်းအတော်လေးကိုယူစင်ပါရစေ။ရှားပါတစ်သားနဲ့တည်ရစစ်စစ်ကိုပေါင်းဆက်ထားပြီးပစ္စည်းများကိုအဝင်ကွင်းချပြအောင်ပြုလုပ်ထားပါရစေ။ရိုးရိုးစင်းစေဘတဲကပလီယန်နာရီရဲ့အိမ်မက်တစ်ခုလည်းဖြစ်ပါရစေ။နမန်နေချုပ်ကွာ SKSS အရေးစိန်ခံကတော့ဗင်နာရီရဲ့ဂျာမရန်ကုန်နာမည်ကြီးခဲ့ပြီးသူရဲ့ခန္ဓာခြေဝါရဲ့ဒီဇိုင်းပိုင်းစဉ်ဆောင်ရည်တွေကယူကျင်စရာကောင်းလောက်ပါတယ်။ပြောင်ပြောင်လောက်တဲ့လေယာဉ်နဲ့စိန်ခံကပါ25စီတိဆောက်ဖို့လုပ်ခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲစိတ်ယုံကမိလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်16စီသာထုတ်လုပ်နိုင်ခဲ့ပါတယ်။အရှောပါဆုံးအကောင်းဆုံးအစီရင်ချက်ဝင်လာခဲ့ပြီးဗင်နာရီကတော့အဲဒီကောင်ကို ပိုင်ဆိုင်ရောက်ဖို့အတွက် အပြိုင်ဆိုင်ကြိုးစားခဲ့ကြပါတယ်။ မော်တော်ကားတမိုင်းမော်တော်အစီအကြေဆုံးဖြစ်ခဲ့ပြီးနောက်ဆုံးလီလန်တင်ရောင်းချမှုအစဉ်စဉ်အရဆက်ရှက်တန်ဝင်ခြင်းခံရှိပါရယ်ဘန်းငွေအတန်း660အထိရှိပါရယ်ဒါရောအစီအကြေဆုံးခေဟောင်ကားများတေက ပြပြီးကမ္ဘာပေါ်မှာအကောင်းဆုံးပါဆက်တန်ညံ့ညောင်းမှုနဲ့အပြင်းစင်ပိုင်းဆန်းဆောင်ရည်ရဲ့အကြောင်းလူကြိုက်များခဲ့ပါရယ်နံပါတ်3ဘူဂတီလာဝရန်တာနွိုင်ရီဒီတန်ဖိုးမြင့်စင်ခံကတော့အသက်ရှူမှချင်းစရာကောင်းပြီးအယောင်ကျွေးဒီဇိုင်းပိုင်း ပြောင်းလဲပြေပြင်းမှုကတော့ခြေကောင်းယုံနေတဲ့လောဘကိုအထင်ကြီးစရာကောင်းလောက်ပါတယ်။အနိကကြည့်လိုက်ရင်တည်တက်လက်ပလွန်းနဲ့ body ဘိုင်းကိုမြင်တွေ့ရမှာပါ။စက်တန်ပင်မကြလောက်အောင်ကိုညိတ်ညောင်းပြီးပြည့်ပြည့်စုံတဲ့ဒီဇိုင်းဘိုင်းကစာတက်လာနဲ့အားလုံးကိုမျိုးစေ့ကြစရာဖြစ်ခဲ့ပြီးဆင်ဆောင်နိုင်ခဲ့ပါတယ်။ဘလန်နာရီကောင်းဖို့ဆိုတဲ့ဇင်ကန်ကောင်းရဲ့စံစားမှုတွေထဲမှာအဲဒီဇင်ကန်ကောင်းလေးပါဝင်ခဲ့ပြီးဘီလန်နာရီရဲ့အသင်းလုံးဖြစ်ခဲ့ပါတယ်။ စီရင်ကြီးတယ်လို့အင်ဂျင်ပိုင်းကလည်းဒီကဲကို အပြန်စားပါအေဇော6လုံးအထိပါရှိပြီးအကျဉ်ပိုင်းကရိုးရိုးစင်စင်လေးနဲ့စင်ချစီပါရယ်အနိုင်ရအလူမီနီယံကိုကျဲနဲ့အနုစိတ်တတလာပါရယ်လျာကတော့တံပိုးချင်းမြစ်ချင်းရဲ့တင်ကေတာတကူဖြစ်ပြီးလောဝကိုမြန်တက်သွားစေနိုင်တဲ့အထိကိုပြပြဆိုပါရယ်နံပါတ်၄ပရိုတီနိုင်အတွက်အစမ်းချင်းပြိုင်ကားရဲ့တမိုင်းချောင်းမှာတော့ project ကကနဝင်ပြိုင်ကပါအဆိုပါ project အမတ်တစိကပြိုင်ကလောကကိုတိမ့်ပိုင်နိုင်ခဲ့ပါတယ်အဲဒီပြိုင်ကရဲ့ပုံစံအတွင်ပြိုင်ကတကယ်ကိုကြံတန်းပြီးညနှုန်းကလည်းချောမွေပြီးကောင်းမွန်စွာမောင်းနေနိုင်ပါတယ်ရန်ကိုမြန်လွန်ခဲ့ပြီးအဆိုပါ project အမတ်တစိပြိုင်ကဟာဘလင်နာရီကိုမျက်စိချစီခဲ့ပါတယ်အဆိုပါပြိုင်ကရီကိုတော့1980 1981တွေမှာ ဒီပြိုင်ကားကိုဖန်တီးခဲ့ကြတာဖြစ်ပါတယ်။အဲဒီအချိန်တုန်းကဆိုရင်အကောင်ဆုံးပြိုင်ကားတွေဖြစ်ကြပြီးလူကြိုက်များခဲ့ပါတယ်။ project အမှတ်တစိပြိုင်ကားတွေကတော့စုဆောင်းတူတယ်များခဲ့ပါတယ်။2019မှာတကြိမ်လေးလံတည်အောင်ကြပြီးဒေါ်လာ14တန်းရှိခဲ့ပါတယ်။နံပါတ်က Mercedes Maybridge Elero Elero အရင်ကအစည်းအကြေးပြီးပြည့်ပြည့်စုံတဲ့ဇင်ခံကား Mercedes Maybridge Elero ကကမ္ဘာပေါ်မှာတစည်းသေးတာဖန်တီးခဲ့တာဖြစ်ပါတယ်။ ဘေဘေ့ချ်နဲ့ဖူတာတို့ကပူပေါင်းထုတ်လုပ်ခဲ့ပါတယ်အဆိုပါမက်ချီတင်မက်ဘေ့ချ်အဲလီရိုကပေါ်ပါလင်မြန်ပြီးဒီဇိုင်းပိုင်းကလောဝကိုမိုက်ပါတယ်ကားရအတွင်းကအပြင်စင်အားလည်းစင်ချပြီးထစ်တက်လာပါပါတယ်ရန်ကုန်ညင်ညာပြီးပေါ်ပါလာတဲ့ခန်းစားမှုကိုခန်းစားစီရမှာဖြစ်ပါတယ်။ဒီလိုအစင်းမြင့်စင်ခန်းကားတော့ရပါတရားပိုင်ဆိုင်ခဲ့ပူပါတယ်။စမတ်ကြကြောင့်မောင်းနေနိုင်ပြီးတန်ဖိုးကြီးမျက်နှာကြောင့်တာမန်သူရဲ့အတွက်တော့အဆိုပါကားကိုပိုင်ဆိုင်ခွင့်ရဖို့ဆိုရကအိမ်မက်တခုလိုပါပဲ။ နံပါတ်6 Aston Martin DB4 GT စကားတို့ပူရှောက်ပါတဲ့ဇင်ကန်ကားတစ်စီးပြက်ပြီး Audi Aston Martin DB4 GT စကားတို့ကအမြန်တော့အနုစိတ်လက်ရာစိတ်ကြိုက်ပုံပေါ်ကြပြီးခေဟောင်းကားရီယာလာတရားကိုပုံညွှန်ကြပါတယ်1962ခုနှစ်မှာ Aston Martin DB4 GT စကားတို့ကိုထုတ်လုပ်ခဲ့ပါတယ် 15ဇီတာထုတ်လုပ်ခဲ့ပြီးအတွင်ပိုင်းအပြင်ဆင်ဒီဇိုင်းကလာအနေထားကလောဝကိုယူခြင်းစရာကောင်းပြီးမြန်လုံးမြင့်စိန်ခဲကဖြစ်ပါရယ်စလန်တာ6လုံးအင်ဂျင်နဲ့အဆိုပါအက်စတန်မာတင် DP4 GT စကတူကတော့လင်နာရီရဲ့ပြင်မဲ့ဖြစ်လာစေခဲ့ပါရယ်တန်းကျဲတတိယနဲ့စူဆောင်းသူတွေအကြောင်းမှာသတင်းကြီးခဲ့ပြီး2023ခုနှစ်မှာဒေါ်လာ73တန်းနဲ့လီလန်တင်းအောင်ကြခဲ့ပါရယ်တမိုင်းတရှောင်းဈေးအခြေစုံဈေးဝင်ဖြစ်ခဲ့ပါရယ်နမကွန် Mercedes Brands SN 100စင်ကန်ကားတွေနဲ့ပတ်သက်လာရင် Mercedes Brands SL 300ကိုလည်းခြံထားလို့မရပါဘူးခင်မေးစမ်းတဲ့ဒီဇိုင်းတောက်ပြောင်းတဲ့အတွင်ပြင်းတဲ့ထဲဝါလွန်လာပါတယ်လောဝကိုဈေးကြီးဆုံးစင်ကန်ကားစင်ယုံဝင်တွေပါစိန်တွင်နဲ့လေစိန်တွင်နဲ့လေလောကကိုယူကဆင်စရာကောင်းလောက်အောင်ကိုအမှုစိတ်ချဲ့လေထားရကိုပါမြင်တွေ့နိုင်ပါတယ်။လက်လက်နေရဲ့စိန်တွေဟာအမောင်တင်းမှလေတောက်ပါနေပါတယ်။ ဆော်ဒီအာရီဘာမင်တာကသူ့ရဲ့ခါကိုစိတ်ကြမွမှန်ချပြီးတမန်သူတွေအတွက်လုံးဝကိုယူခခြင်းစရာကောင်းလာပါတယ်။ဆော်ဒီအာရီဘီယာမင်တာကတော့ဘယ်သူမှပိုင်ဆိုင်ထားခြင်းမျိုးမရှိတဲ့ကားတစီးကိုပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။သွားတော့ဘသူမှမပိုင်ဆိုင်နိုင်တဲ့ကားမျိုးကိုပို့ချိုက်တာပါ။ဒါကြောင့်ကားတစီလုံးကိုစိန်တွင်နဲ့အလားဆင်ခဲ့ပါရီ။တလလက်ကြောက်ပါနေတဲ့စိန်ဘက်တွေကတော့ကားတစီလုံးမှပဲအဆိုပါစိန်ခန်းကားတော့စိန်အတဲ့ ၃သိန်းကျော်ပြည့်အလားစင်ထားပြီးဒေါ်လာများစွာကုန်ချခဲ့ပါတယ်။နံပါတ်၁ Fruit GT 40ပြန်ကတမိုင်းမှာတော့ GT 40က Pro ရဲ့နာမည်ကြီးဖြစ်လာခဲ့ပါတယ်။အဲဒီကောင်ကတော့1964ခုနှစ်မှာစတင်မစ်ဆက်ခဲ့ပြီးအမြန်ဆုံးမြန်နှုန်း330ကျော်ဖြင့်မောင်းနေဖို့ဒီဇိုင်းထုတ်ထားပါတယ်။လူတော်တော်များများက Pro GT 40ကိုအကြိုက်တွေ့ခဲ့ပြီးစုဆောင်းသူရဲ့ပြင်မဲ့ဖြစ်လာခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရာကြောင်းတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like or follow ထားပေးကြပါဦးနော်အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေလည်းကျေးဇူးအထင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖွယ်ရာကြောင်းအသေးလေးနဲ့တူပြန်လာခဲ့ပါမယ်